သားရသမီးတို့မင်္ဂလာပါအခုသင်စားပေးမယ့်သင်ခန်းစာလေးကတော့အခန်းရှေးအပိုင်းခါခွေဂျာအီးဆိုရဲကဗျာလေးပဲဖြစ်ပါတယ်ကွယ်ကဲသားရသမီးတို့ရေဖတ်စာအုပ်ထဲကရုပ်ပုံလေးကို ကြည့်လိုက်ကြရအောင် ကဲရုပ်ပုံလေးရဲ့မှာဘာတွေ့ကြလဲသားတို့သမီးတို့ရေဟုတ်တယ်စွန်းတင်နဲ့ဂျာကလက်ကလေးရဲ့စွန်းတင်ထားတဲ့မုံလုံးရေပေါ်လေးတွေရဲ့ပလင်တစ်ခုရဲ့မြောက်ကလေးတစ်ကောင်ရေကို တွေ့ရတဲ့ကွယ်ကဲအဆိုရင်တီချေကကြပြရဲ့အသေးပဲလေးကို အနှဲငယ်အချင်းချင်းပြောပြပေးမယ်နော်ဒီကြပြလေးကိုရေးဖွဲ့ပေးခဲ့တာကတော့အမည်မသိရှေးစာဆိုတူပဲဖြစ်ပါတယ်ကွယ် ဒီချေတို့လူလောကတဏျာမှာအမြဲတမ်းလူတွေဟာ ကောင်းတာလုပ်တာနဲ့မကောင်းတာလုပ်တာနဲ့ဟာဒွန်တွဲနေတယ်ကွ။ဒါတို့သမီးတို့ကိုယ်တိုင်ကလည်းအသက်အရွယ်ငယ်ရွယ်သေးတယ်ဆိုပေမဲ့တခါလေကြလို့ရှိရင်ဖေဖေမေမေတို့ကိုစိတ်ဆိုးစိတ်ကြောက်တာရှိတယ်။အဲ့ချိန်ကျရင်တာတို့သမီးတို့ရဲ့စိတ်ထဲမှာဖေဖေကို မကြည့်ဘူးမေမေကို မကြည့်ဘူးဆိုပြီးဖြစ်တတ်တယ်။အဲ့လိုဖြစ်တာဟာတာတို့သမီးတို့ဟာ မိဘကိုအငဲငယ်ပြစ်မှားနေရနဲ့သွားတူနေတဲ့ကွယ်အဲ့အချိန်မှာ သားတို့သမီးတို့ကိုယ်တိုင်တော့မသိလိုက်ပဲနဲ့အပြစ်လုံးမိတယ်လို့ဖြစ်သွားတဲ့ကွယ်ပြီးတဲ့အခါမှာကိုဟာကိုရဲ့စိတ်ဟာမိမိဖေဖေတို့ကိုပြန်လေကြည်လင်သွားတဲ့အခါမှာဆိုရင်တော့ဘာမှမခံရစားရတယ်လို့ဖြစ်သွားတတ်တယ်ကွယ်ဒီချေတို့လူလောကကြီးမှာလည်းအဲ့လိုပဲမုံလုံးဆက်ကူကတ်တယ်လို့မျိုးပဲကောင်းတယ်မကောင်းဘူးကောင်းတယ်မကောင်းဆိုအမြဲတမ်းဒွန်တွဲနေတာဖြစ်တဲ့ ဒီချက်ရို့အခုစွန့်တင်ထားတဲ့မုံလေးဟာဆိုရင်တော့မုံလုံးရေပေါ်စွန့်လေးဖြစ်တယ်။မုံလုံးရေပေါ်ကိုဒီချက်ရို့ဟာစံမုံကောင်းကြီးမုံလုံးနဲ့လှုပ်ထားတဲ့အတွက်ကြောင့်သူဟာစီကက်ကက်လေးဖြစ်တဲ့ကွယ်။အဲ့ဒီခါမှာဒီချက်ရို့ကသူ့အပေါ်မှာစက်ကူလေးတွားအုပ်လိုက်တဲ့အခါမှာအဲ့ဒီစက်ကူပေါ်မှာမုံလုံးလေးတွေဟာကတ်သွားတယ်လို့ပဲခုနကဒီချက်ပြောတယ်လို့သားရုပ်သမီးတို့ဟာအပြစ်လုံးမိတယ်လို့ခံစားစီရတာပေါ့ကွယ်။ ဒီချေတို့မြတ်စွာဘုရားဟောကြားခဲ့တာကတော့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်တော့မကောင်းတာဖြစ်မယ်ဆိုတဲ့စကားအမြဲတမ်းတာဟုသမီးတို့မှတ်သားထားရမယ်ကွဘဝတန်ရာကြီးဟာအမြဲတမ်းလဲပတ်နေတာဖြစ်တယ်ဒါလေးတို့သမီးတို့ဟာကိုကိုယ်တိုင်းမသိလိုက်ဘဲနဲ့အပြစ်လုပ်လိုက်တဲ့အခါမှာဒါတို့သမီးတို့ဟာမကောင်းတာလုပ်မိရဲဆိုတဲ့စိတ်နဲ့အမြဲတမ်းနေသွားလို့မရဘူးကွမကောင်းတာကို မကောင်းမှုလို့သိရင်အမှန်ပြင်ဖို့လိုပါတဲ့ကွ အဲ့ဒီလိုပဲကြာပလင်ပေါ်တက်နေတဲ့မြောက်ကလေးဟာဘယ်တော့မှပလင်ပေါ်မှာအကြာကြီးမနေနိုင်သလိုပဲအပြစ်တစ်ခုကိုလုံးမိရင်မကောင်းဘူးဆိုတာသိရင်စိတ်ထဲမှာအကြာကြီးမထားဘဲနဲ့ကောင်းတာကိုမြန်မြန်ပြင်နိုင်ရမယ်ကွကဲဒီကပြလေးရဲ့အဓိပ္ပာယ်အချင်းချင်းလေးကတော့ဒါပါပဲကွယ်ဒါလေးကိုတီချယ်တို့ကဂျာအေးဆိုတဲ့ဥပမာလေးနဲ့တွဲပြီးတော့သင်ပြပေးမှာဖြစ်ပါတယ်။ဒါတို့သမီးတို့ကပြလေးကိုတီချယ်နဲ့အတူတူလိုက်ပြီးတော့နားထောင်ကြည့်ရအောင်။ ဂျာအေးကဗျာဂျာအေးဂျာအေးကို သူ့အမေရိုက်လို့မှောင်မိုက်မှာငိုကိုလူပြိုထရန်ပေါက်ကခြေတောက်ကိုဆွဲတွဲလေ တွဲလေနေပါအောင်မိုးတောင်ကခြုံမုံလုံးမုံလုံးစက်ကူကပ်ပါလို့ကြာကလတ်နဲ့စွန်းတော်တင်ပလင်ဘော်ကမြောက်ကလေးစင်းတယ်လို့ပြေး ကြ၏တောက်မြို့ရေးတီချေခုရွဆိုခဲ့တဲ့ကြပြလေးကိုရေးဖွဲ့ပေးထားတာကတော့အမည်မသိရှေးစာဆိုပဲဖြစ်ပါရဲ့ကွယ်ကဲဒါဆိုရင်တီချေနဲ့တူတူကြပြလေးကိုနောက်တစ်ခေါက်လောက်ရွဆိုကြည့်ကြရအောင်နော်ကြ၏ကြ၏ကို သူ့အမေရိုက်လို့မှောင်မိုက်မှာငို ကိုလူပြိုထရံပေါက်ကခြေတောက်ကိုဆွဲတွဲလေ တွဲလဲနေပါအောင်မိုးတောင်ကချုံမုတ်လုံးမုံလုံးစကူကပ်ပါလို့ကြာကလတ်နဲ့စွန်းတော်တင်ပလင်ပေါ်ကမြောက်ကလေးစင်းတယ်လို့ပြေကြ၏ကဲအဲဆိုလို့ရှိရင်အခုသားရသမီးတို့ဟာဒီဂျာအေးဆိုတဲ့ကြပြလေးရဲ့အတိတ်ဘယ်လေးကို သိရှိပြီးတော့ဂျာအေးကြပြလေးကိုလည်း ရွတ်ဆိုတတ်မယ်လို့ဒီချေယုံကြည်ပါတယ်အဲ့တော့အိမ်မာလေးကြပြလေးကိုရွတ်ဆိုကြည့်ကြအောင်เนาะလူခမင်းရဲ့စာသမဲဘာလို့သမီးတို့ရေအခုဒီချေတင်ကြပေးမယ်သင်ခန်းစာလေးကတော့အပိုင်းကငယ်ပညာရှိစည်းကွဲဆိုရဲပုံမြင်လေးပဲဖြစ်ပါတယ်ကွယ် ဲသားတို့သမီးတို့ရေပုံမြင်လေးကိုမပြောပြသေးခင်မှာရုပ်ပုံလေးတွေကြည့်ကြရအောင်နော်ကဲသားတို့သမီးတို့ရေရုပ်ပုံလေးထဲမှာတရိတ်ဆန်ဘယ်နှကောင်ရှိလဲတစ်ချက်လောက်ချပြီးရေးကြည့်ထားကြနော်ဟုတ်တယ်ရုပ်ပုံလေးထဲမှာစည်းကွက်လေးရေသမင်လေးရေတောက်တက်လေးရေရှင်ကလေးရေကြီးကလေးရေ အုပ်အောင်းငှက်ကလေးရယ်ဆိုပြီးတော့ရှိရယ်ကွယ်ကဲအဲဆိုရင်ဒီတရိတ်ဆန်လေးတွေဟာဘာလေးတွေပြောကြမလဲဆိုတာကိုဒီချေပုံမြင်လေးကိုဖတ်ပြပေးမယ်နော်ကလေးတို့ရေတခါတော့ငါပေါ့ကွယ်ဦးစီးကွယ်ဆိုတဲ့ပညာရှိကြီးတဦးရှိတဲ့ဦးစီးကွယ်တို့နေထိုင်ရာတောအုပ်ကြီးထဲမှာမတ်သမင်းကိုတောက်တဲ့ရှင်ကလေးဆက်စု ကိုရွှေကြီးမအုပ်ဩမိသားစုတို့အတူနေထိုင်ကြတဲ့ကွယ်သူတို့တွေအားလုံးဟာအရေးကိစ္စကြုံလာတဲ့အခါမှာပညာရှိဦးစည်းကွက်ကြီးစီသွားပြီးတိုင်ပင်ကြတဲ့ကွယ်ဦးစည်းကွက်ကြီးကလည်းညံ့ညတတ်တာဆက်ဆံပြီးတော့အကြံကောင်းဉာဏ်ကောင်းတွေမြဲတဲ့ပေးတတ်တဲ့အတွက်ကြောင့်မလို့သူတို့မိသားစုလေးတွေဟာဘာအန်ကြီးရဲ့မှမကြောက်ရောက်ဘူးကွယ် ဦးစည်းကွက်ကြီးကသူနဲ့အတူတူနေတဲ့တရိတ်ဆန်လေးတွေကိုအေးကမ္ဘာလောကကြီးထဲမှာငြိမ်ငြိမ်ချမ်းချမ်းနေထိုင်ခြင်းရင်အချင်းချင်းမြစ်တာထားကြရိုင်းမင်းကူညီကြသစ္စာရှိကြစီလုံးကြကွဒါမှဒုက္ခတွေကကင်းဝေးမှာဆိုပြီးတော့အမြဲဆုံးမတဲ့ကွယ်အားလုံးကလည်း ဦးစည်းကွက်ကြီးရဲ့ဆုံးမစကားအတိုင်းညီညီညွတ်ညွတ်နဲ့လိုက်နာဆောင်ရွက်ကြတယ်ကွယ်ပုံမြင်လီကတော့ဒါပါပဲကွယ်ကဲတားရုတ်သမီးတို့ရေပုံမြင်တဲ့ကအသက်စကလုံးလေးတွေကိုတားရုတ်သမီးတို့ရဲ့ဖတ်စာအုပ်ထဲမှာဝိုင်းကြည့်ကြရအောင်နော်ပြီးရင်တီချယ်ကပြပြပေးတဲ့စကလုံးလေးတွေနဲ့တားရုတ်သမီးတို့ဝိုင်းထားတာလေးတွေတူမတူဆိုတာကိုကြည့်ကြရအောင်နော် 家己龙脊顶拾得给沙龙爷啥给啥。阿姨那答案，大文不也答，下个也查也不得也，安得也。都委托马爷得得没，大文不也查答，你答。家己也没答干，八公也查八，给八。 ဒါလေးတွေကတော့ဒီပုံမြင်လေးမှာပါတဲ့စလုံးစစ်ပတ်စင်လေးတွေပဲဖြစ်ပါရဲ့ကွယ်ရေးတဲ့ရေးသားတဲ့နီးနဲ့ထွက်တဲ့အတန်ထွက်ကလေးကတော့အတန်ထွက်ချင်းနည်းနည်းလေးတော့ကြွားချနေတာကိုတားရုပ်သမီးတို့လည်းသတိထားမိပါပါနော်ဒီပုံမြင်လေးကိုတင် जा ပြီးတဲ့အခါမှာတော့တားရုပ်သမီးတို့လည်းစီးလုံးစွာနေထိုင်ခြင်းဖြင့်ဘေးအန္တရာယ်ကင်းပြီးပျော်ရွှင်စွာ နေထိုင်နိုင်မယ်ဆိုရဲအသိပညာလေးကိုရရှိစေမှာပဲဖြစ်ပါတယ် ခုသင်ခန်းစာလေးကိုဒီမရင်ခဏရက်ပါမယ်နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်เนาะ